နေနဲ့ဆုံးမထားတဲ့ဒေသနာတော်ကတော့ဘာလို့ဆိုယထာမိရူစီရာ hundred dollars. ားထောင်မှုလိုအပ်တယ်ပေါ့လေးနဲ့တဲ့စကားတစ်ခုဟာအလေးနဲ့နားမထောင်ဘူးဆိုလို့ရှိရင်ပေါက်ပြည့်ဖြစ်တယ်ဒါကြောင့်ရှိကမြန်မာစကားကုန်ထဲမှာပြောတာထောင်တန်တဲ့စကားရဲနေပေါက်ပြည့်ဆိုတာမျိုးစကားတစ်ခုဟာထောင်တန်ပြီးတော့တဘူးရှိတဲ့စကားမျိုးပဲဖြစ်စေရဲသားတွေးလို့ရှိရင်သူစကားရဲ့တန်ဖိုးဟာရောကြသွားနိုင်တယ်ဒါကြောင့် တင်းဖြစ်တယ်။နော်။တမတ်တမိုးရှိတဲ့ဂါတာတခုဟာလိုက်လာချက်သုံးလို့ကောင်းတဲ့ဂါတာတခုတစ်ချင်းလုပ်ပြီးတော့ဆုပ်ပြလိုက်လို့ရှိရင်တမိုးဟာရောကြသွားတယ်။ဒီလိုလဲဆိုတာရှိတယ်ပေါ့။အေးဒါကြောင့်မို့စကားစကားလို့ဆိုတဲ့အတိုင်းနဲ့ဘလောက်ပဲကောင်းတဲ့စကားပဲဖြစ်ဖြစ်နာထောင်တဲ့ပုဂ္ဂိုလ်လိုက်လာတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်နဲ့အဝင်ဝင်ချက်ဖြစ်ဖို့လိုအပ်တယ် တိထားဖို့လိုအပ်တယ်ပေါ့စကားပြောတိုင်းပြောတိုင်းဟာကိုပြောတဲ့စကားဟာဘလောက်ကောင်းတဲ့စကားပဲဖြစ်ဖြစ်ကိုပြောတဲ့စကားကိုနားထောင်နေတဲ့ပုဂ္ဂိုလ်ဟာဘလို့ပုဂ္ဂိုလ်မျိုးလဲဆိုတာချုပ်တင်ပြီးတော့သိထားတဲ့တယ်ပေါ့အဲ့ဒီလိုမဟုတ်လို့ရှိရင်ကိုပြောတဲ့ထောင်တန်စကားတော့မဟုတ်သိချီတန်တဲ့စကားတန်းချီတန်တဲ့စကားဟာ စေလူတိုင်းလူတိုင်းဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုတတိယပြီးဒီပုဂ္ဂိုလ်ကပြောသင့်တဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ကမပြောသင့်တဲ့ပုဂ္ဂိုလ်လားမပြောသင့်တဲ့ပုဂ္ဂိုလ်ဆိုမပြောနဲ့တန်ဖိုးရှိတဲ့ဇကားတွေအလဟတဖြစ်တယ်ပြောသင့်တဲ့ပုဂ္ဂိုလ်ဆိုမှပြောပြောမှသာလေကိုပြောတဲ့ဇကားရဲ့အထီအောင်မှုအကျိုးသက်ရောက်မှုဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ဆိုတာအလေးနဲ့ထားပြီးတော့ဆင်ခြင်စဉ်းစားကြရအောင်